ြောချင်တယ်ကျွန်တော်ပြည်တွင်းကပြည်သက်တွေပေါ့နော်ကျွန်တော်အာအမြင်ချစ်ခင်အားပေးတန်ဖိုးထားကျွန်တော်ပြည်သက်တွေကျွန်တော်မမေ့ပါဘူးကျွန်တော်အခုဒီတော်လန်ရေးကိုစူးစမ်းပြီးတော့လုပ်နေဆိုတာကျွန်တော်ကျွန်တော်တို့အားလုံးအတွက်ဆိုတာအားလုံးလည်းသိမယ်ထင်ပါတယ်။သိတဲ့လူလည်းသိမယ်၊မသိတဲ့လူလည်းပြောချင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့စစ်မှန်တဲ့လလန့်မှုကိုရဖို့အတွက်အားလုံးအတွက်ကျွန်တော်တို့လုပ်နေရဖြစ်တယ်။အာဥမာ အာကလေးတွေကြောင်းကောင်းတက်လို့ရမယ်လွလွလန်နဲ့ဆော့ကစားလို့ရမယ်ကောင်းကင်ကိုကြည့်စရာမလိုအေးအေးချမ်းနေနေလို့ရမယ်ပြီးတော့လူကြီးတွေကလည်းကလေးတွေကြောင်းသွားရင်လည်းစိတ်ပူနေကြမလို့ကိုယ့်အကူစီးပွားရေးကိုအလုံးဂျုံဂျုံလှုပ်လို့ရမယ်အဲ့လိုမျိုးဟိုအပေါ်ဖားအောက်ဖိစရာမလိုတဲ့ဆွနစ်မျိုးကျွန်တော်တို့လုပ်နေရဖြစ်တယ်ပြီးတော့စစ်သားတွေဒီရဲဝန်ထမ်းတွေဝန်ထမ်းတွေအကုန်လုံးလည်းဒီတိုင်းပဲပေါ့နော်ဟိုအထက်ကိုလည်းကြောက်စရာမလို့ အာအထက်ကအဲ့လိုဟိုခိုင်းနိုင်လေလုံးစီရမလို့တဲ့ဒီစနစ်ကိုကျွန်တော်တို့ကပြုရင်ပြောင်းလဲဖို့စ조사နေကြတာလေနော်တဲ့မလားတေဥဆောင်နေဆိုလဲကိုယ့်ဟာကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်ဘာမှစဉ်းစားရပိုင်းမရှိဘူးကိုယ့်ကိုကိုတောင်အခုဖန်တီးတဲ့အရာကိုယ့်ကိုတောင်းဝင်ယူဘယ်ဘယ်ဟာကိုပြောမလဲအကုန်လုံးပြောလိုက်ရဥမာကျွန်တော်တို့ကြက်ဥစေးကဟိုဥမာလေးစားလောက်တက်သွားတယ်အဲ့လိုမျိုးမဖြစ်ချင်ဘူးကျွန်တော်တို့ short ပေးပြောင်းအောင်လုပ်ဒါအစိုးရဆိုတဲ့အနေထားမှာအာကျွန်တော်တို့ကြက်ဥစေးက100ဆိုရင်100ပဲ1000ဖြစ်စရာမဟုတ်အဲ့100ကိုပြောင်းအောင်လုပ်ပေး ဆိုတာမျိုးကျွန်တော်တို့မှာတောင်းဆိုပိုင်ခွင့်ရှိတယ်ဒါကကျွန်တော်တို့ကျွန်တော်တို့ဟိုအုပ်ချုပ်မယ်ဆိုတဲ့လူတွေကအဲ့တာဝန်တို့မှာရှိတယ်သူတို့ဒီစနစ်မျိုးတို့တာဝန်ယူတာဝန်ခံတဲ့စနစ်မျိုးရှင်းပြောရင်အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့ကစူးစမ်းပြီးတော့ပြောင်းလဲနေတာဖြစ်တယ်ပေါ့နော်ပြီးတော့ပညာရေးဆိုလည်းဒီ propaganda ကိုပဲဦးစားပေးတဲ့ပညာရေးမဟုတ်ဘဲနဲ့တကယ်ကိုအသိပညာဟိုဟိုစကြက်ပြီးဖြည့်ပြီးတော့သိရမလားနောက်ဆုံးကျတော့တကယ်တမ်းကျတော့ဘာမှဟိုသုံးလို့မရတဲ့ပညာရေးပေါ့နော် အဲ့ပညာရေးမဟုတ်ဘဲနဲ့ကို critical thinking နဲ့တကယ်ပြန်ပြီးမင်းဝန်ထုတ်နိုင်တဲ့ကို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 သွားနေတဲ့လမ်းကြောင်းကိုလိုချင်တဲ့အရာဗာလဲကိုဖန်တီးနေတဲ့အရာကိုလေ့လာချင်တဲ့အရာဗာလဲဆိုတာကိုကိုကိုပိုသိအောင်သင်ပေးနိုင်တဲ့ပညာဆိုတော့အားလုံးအတွက်ဖြစ်တယ်အဲ့ဒါကိုလည်းအားလုံးသိစေချင်တယ် so ကျွန်တော်လုံနေကျွန်တော်တို့အတွက်ကြည့်ပြမဟုတ်ဘူးเนาะအားလုံးအတွက်ကျွန်တော်တို့လည်းပါတယ်ဒါပေမဲ့အားလုံးအတွက်အဲအကြောင်းဟိုကို့ကိုမထီသေးဘူးကို့အိမ်မီးမလောင်သေးဘူးဆိုတဲ့အနေထားမှာ ကိုယ်ရင်မင်းလောင်ခင်းလည်းဘယ်သူမှလာပြီးတော့ကုမမဟုတ်ဘောက်လဲဆိုတော့တခြားလူတွေအိမ်မင်းလောင်တဲ့အချိန်မှာကိုယ်လည်းသွားမကူခဲ့လို့အဲ့တော့အာအဲ့လိုမျိုးဖြစ်တဲ့ခြင်းညာတော့မမျောလင်းနဲ့ပေါ့နော်အာဆိုတော့ကျွန်တော်တို့အားလုံးက inclusively တွေးနိုင်မှရမယ်အားလုံးလူသားချင်းစာနာထောက်ထားတယ်ဆိုတဲ့စိတ်အခြေခံပြီးတော့ကျွန်တော်တို့တွေးပြီးတော့လုပ်နိုင်မယ်ကိုမိသားစု team ိုတခုခုဖြစ်တယ်ဆိုတာမျိုးမဟုတ်ပဲねကျွန်တော်တိုင်းပြည်မှာကျွန်တော်နိုင်ငံသားနိုင်ငံသူနိုင်ငံသားတယောက်တဦးတယောက်ထိခိုက်နေနေတဲ့အချိန်မှာလေဒါငါတို့ရဲ့သားသမီးငါတို့ရဲ့ညီကောင်မောင်နှမတွေဆွဲရမျိုး ਨੇ အာတွေးနိုင်မယ်ဆိုရင်ကျွန်တော်ဘာလို့တင့်မလဲဆိုတာကိုပေါ်လာမယ်ထင်ပါတယ်အဲ့တော့အာ don't get confused um ကျွန်တော်တို့အားလုံးစစ်မှန်တဲ့လွတ်လပ်မှုရဖို့အတွက်ကြိုးစားနေရယ်အာစစ်မှန်တဲ့ဒီမိုကရေစီ ဆိုတာကိုယ့်ရဲ့ကိုယ့်ရဲ့ဟိုကိုယ့်ရွေးချယ်ပိုင်ခွင့်ရှိတဲ့ဟာမျိုးပေါ့နော်ကိုယ်လှုပ်ချင်မှလှုပ်မယ်ကိုယ်မလှုပ်ချင်မလှုပ်ဒီလိုမျိုးရိုးရှင်းတဲ့စနစ်ပါပဲဒါလူအခွင့်အရေးပေါ့နော်အာလူတယောက်မှရရင်ရလိုက်တဲ့အခွင့်အရေးပေါ့ဒါမျိုးအခြေခံအခွင့်အရေးတောင်မပေးနိုင်ဘူးဆိုရင်ကျွန်တော်ဘာမှလှုပ်လို့မရဘူးအဲ့တော့အဲ့ဒါကိုလုပ်နေရဖြစ်တယ်အဲ့ဒါလည်းပြောခြင်းတယ်အာဆိုတော့စဉ်းစားကြည့်ပေါ့